မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ရခိုင်ပြည်နယ်မှာရွှေညာရင်းနဲ့ပတ်သက်ပြီးအတိတ်ကကြုံဘူးတဲ့အမှားတွေကိုသင်ခန်းစာယူရန် NGO သမ္မတကတိုက်တွန်းလိုက်ပါတယ်တရုတ်ကြားဖြတ်လုပ်ငန်းနဲ့ဆက်နွယ်ပြီးဖန်စီထောင်ချအရေးယူခံရတဲ့ကာကွယ်ဒုဝန်ကြီးဗိုလ်ချုပ်အောင်လင်းထွန်းရဲ့နေရာမှာဒုတိယတပ်မတော်လေးကျင်အရာရှိချုပ်ဗိုလ်ချုပ်ကိုလေးကိုအစာထိုးခန့်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရခိုင်ပြည်နယ်မှာနန္ဒဂါရဲ့အယောင်ဆိုင်မှုရရှိနေတဲ့ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးအတိတ်ကကြုံမှုတဲ့အမှားတွေကိုသင်ခန်းစာယူကာငင်းကြဲစွာအတူ ရှင်တွဲမှုပေါ်ရည်တည်ကြဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုရဲ့ NUG ယာယီသမ္မတဒူဝါလရှိလကတိုက်တွန်းပြောဆိုလိုက်ပါတယ်ဒီလိုငင်းချမ်းစွာအတူရှင်တွဲနေထိုင်ရတဲ့အတွက်လည်းရခိုင်မျိုးသားခေါင်းဆောင်တွေအနေနဲ့အထူးစူးစမ်းဆောင်နေတယ်ဆိုတာအပြည့်အဝယုံကြည်တယ်လို့လည်းသမရကပြောပါရတယ်။ ဒါအပြင်လူနဲ့မျိုးကိုအကြောင်းပြုပြီးမလိုလားအပ်တဲ့လူမျိုးရဲ့အမုန်းတရားတွေမပေါက်ပေါက်စေဖို့အတွက်အားလုံးတွန်းတွန်းတိုက်တိုက်ဝိုင်းဝန်းစ조사ကြဖို့လိုအပ်တယ်လို့လည်းသမရကပြောပါရယ်။ရခိုင်ပြည်နယ်မှာစစ်ကောင်စီကစစ်ရေးရရှုံးနိမ့်နေချိန်မှာစစ်ကောင်စီဟာရွန်ဂျာအရင်းနဲ့ပတ်သက်ပြီးလူမျိုးရေးပဋိပက္ခဖြစ်စေဖို့ကြံစည်နေရလို့လည်းသမရကထောက်ပြပါရယ်။အဲ့ဒီအခြေအနေအားလုံးကိုပူတွဲဝိုင်းဝန်းကူညီဖြေရှင်းကြမှာဖြစ်တယ်လို့လည်းဆိုပါရယ်ရှင်။ ဒီတစ်ခါမှာတော့တရုတ်နိုင်ငံကတရုတ်နိုင်ငံသားလင်မယန်နိုထိုင်းနိုင်ငံကိုလက်ရောက်ပြီးတဲ့နောက်မှာပျောက်ဆုံးသွားခဲ့ကမြောက်ပြည်ဘက်အချမ်းမှာတရုတ်ရွှေငွေတသိန်းနဲ့ကြားဖြတ်လုပ်ငန်းတွေစီမှာရောင်းစားခံရနိုင်တယ်ဆိုတဲ့တန်တရားနဲ့အမှုဖွင့်လှစ်ကတရုတ်ရဲတွေကစုံစမ်းနေတယ်လို့သိရပါဗျ။တရုတ်နိုင်ငံခြုံငင်းကနေတရုတ်နိုင်ငံသားလင်မယန်နိုဟာမိတ်ဆွေတို့ကမိတ်ဆက်လာတဲ့စီးပွားရေးကိစ္စနဲ့ ထိုင်းနိုင်ငံကိုတွားရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒီနောက်ပြန်ပေးဆွဲခံရကမြန်မာနိုင်ငံမြောက်ပြည်ဘက်အချမ်းမှာရောင်းစားခံရလိုက်တယ်လို့တရုတ်မီဒီယာတွေမှာဖော်ပြထားပါတယ်။လက်ရှိအချိန်ထိတရုတ်နိုင်ငံပြင်မရုပ်သေးပဲပျောက်ဆုံးနေစေဖြစ်ပြီးအဲဒီကိစ္စကိုတရုတ်ရဲတပ်ဖွဲ့ကစုံစမ်းနေစေဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီလင်မယားနဲ့ဆွေမျိုးတော်ဆက်သူတူပြောတာကတော့ထိုင်းကိုစီးဝိုင်းကိစ္စနဲ့ရောက်ရှိနေတာဖြစ်ပြီးအေပရလကိုမှတရုတ်နိုင်ငံကိုပြန်လည်ရောက်မယ်လို့အဆက်အသွယ်ရလိုက်လို့လည်းပြောပါတယ်။ဒါပေမဲ့အဲဒီအဆက်အသွယ်ရပြီး ပတ်အကြာအဲ့ဒီလင်မယားနှုတ်ကမြန်မာနိုင်ငံမှာပိတ်မိနေတယ်လို့ message ပို့လာကြောင်းမိတ်ဆွေဖြစ်သူ Mr. Wan ကပြောပြပါဗျ။သူ့ရဲ့ညီမဖြစ်သူနဲ့ရောက်ဖဖြစ်သူတို့ဟာမြောက်ရီမြို့နယ်အတွင်းကြားဖြတ်လုပ်ငန်းတစ်ခုမှာရောင်းစားခံထားတာဖြစ်ပြီး online လင်လဲမှုတွေအတင်းကျပ်လှုပ်ဆောင်ရန်ဖိအားပေးခံရကြောင်း မစ္စတာဝမ်ကပြောပြပါရယ်လက်ရှိမှာတရုတ်နိုင်ငံသားလင်မယားနိုရောင်းစားခံရမှုကိုခြုံကင်းရဲစကန်ကိုတင်ကြားထားတာဖြစ်ပြီးရောင်းစားခံရတဲ့လင်မယားနိုတရုတ်နိုင်ငံကိုအမြန်ဆုံးပြန်လည်ရောက်ရှိဖို့အတွက်မျှော်လင့်ထားကြောင်းမိသားစုတွေကပြောပြပါရယ်ခြုံကင်းရဲစကန်ကလည်းအမှုဖွင့်စုံစမ်းစစ်ဆေးနေပြီးမေလ24ရက်နေ့ကမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကလည်းအဲ့ဒီအမှုကိုတန်ယုံရဲ့တန်တမန်ဆိုင်ရာပုံမှန်လုပ်ငန်းစဉ်တွေနဲ့အညီကူညီဆောင်ရွက်ပေးမယ်လို့လည်းဆိုထားပါရယ်ဒါအပြင်မြန်မာနိုင်ငံသားရဲ့ဝန်ကြီးဌာနကိုတရုတ် ဝင်စာတစောင်ပေးပို့မှာဖြစ်တယ်လို့မြန်မာနိုင်ငံဘက်ကနယ်မြေခံရဲတွေကိုလည်းဥရည်နဲ့ညီကင်တွယ်ဖြစ်ရှင်းဖို့တွန်းအားပေးမယ်လို့တရုတ်သတင်းမီဒီယာတွေကဖော်ပြထားပါတယ်ရှင်။ရန်ကုန်ကသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်မြို့မရန်ကုန်မြို့နယ်ဆွေတော်အင်ယာဝင်းတကရဲစခန်းကိုဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာ ဂျပန်စစ်သားတွေထိခိုက်မှုရှိတယ်လို့ Rangoon UG Column IOC ကတာဝန်ရှိသူတို့ကပြပြပါရယ်။မေလ28ရက်နေ့မနက်9:45မိနစ်လောက်မှာကမာရေးရောက်ွက်ဆော်ရောအင်ယာဝင်းရကအကြမ်းဖက်စစ်သားတွေရှိရာမယန်းကုန်းရဲစခန်းကိုပြေးအမြင့်ဘုံးတွေနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တာဖြစ်ပြီး စစ်သားတွေထိခိုက်ဒဏ်ရာရှိမှုရှိခဲ့လို့လည်းသိရှိရပါတယ်။ဒီတက်ကဲမှုကိုရန်ကုန် Federal Army, YFA နဲ့ God Army တို့ရဲ့ရန်ကုန်ယူကြီးကော်လန် IUC စစ်ကြောင်းကမြို့ပြစစ်စေးစတင်တဲ့အနေနဲ့တက်ခတ်ခဲ့တာဖြစ်က IUC ရဲဘော်တွေဘက်ကထိခိုက်မှုမရှိဘဲဘေးကင်းအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။ဒီကမှာတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်55သိန်း5000တိဈေးမြင့်တက်လာပြီး ရန်ကုန်နဲ့မန္တလေးဈေးကွက်နှစ်ခုစလုံးမှာစကြောပဲ့ရဲ့အခောက်ရွှေရောင်းချမှုရပ်တန့်သွားတယ်လို့ရွှေကုန်တယ်တွေကပြောပြပါရတယ်။မနေ့ကမနေ့ပိုင်းမှာရွှေတစ်ချက်သားကို53သိန်း5000နဲ့ဆက်ဖွင့်ခဲ့တာဖြစ်ပြီးနေ့လယ်မှာ53သိန်း9000ဖြစ်ခဲ့ကနေ့လယ်ပိုင်းမှာတော့54သိန်း6000ရောက်ရှိသွားခဲ့တာဖြစ်ပြီးညနေ4နိုင်ဝန်းကျင်မှာတော့55သိန်း5000ဒီဈေးမြင့်တက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရတယ်။ အဲ့လိုရွှေစည်းတွေထိုးတက်သွားပြီးရဲ့နောက်မှာရွှေကိုအပိုင်းလိုက်ရောင်းတာအထုတ်လိုက်ရောင်းတာတွေရပ်တန့်သွားသလိုဘယ်သူမှထုံမရောင်းတော့ပဲ ကို့မှာရှိတဲ့ရွှေကိုကြက်ကြက်ပါအောင်ကင်ထားကြပြီးလာရောက်တာကိုပဲလက်ခံကြရလို့ရန်ကုန်ရွှေကုန်တဲ့တူကပြပြပါရယ်မြမရွှေစင်းတို့မြင့်တက်ရခြင်းပါအမေရိကန်ဒေါ်လာတန်ဖိုးဆက်တိုက်မြင့်တက်လာတာကြောင့်ဖြစ်ပြီးလက်ရှိမှာအမေရိကန်ဒေါ်လာကို4400ကျပ်နဲ့ဈေးပေါက်နေတာဖြစ်ပြီးကမ္ဘာရွှေစင်းမှာတအောင်ဆကိုအမေရိကန်ဒေါ်လာ2366ဝန်းကျင်ရှိပြီး ဈေးတည်ငြိမ်နေတယ်လို့လည်းသိရှိရပါတယ်။ဒါပေမဲ့မြမရွှေဈေးတစ်ခုတည်းကအတက်ပတ်လို့စံချိန်တင်မြင့်တက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ရခိုင်ပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ပြစ်ခတ်တပ်ဖြတ်မှုကြောင့်အရတား268ဦးသေဆုံးသွားခဲ့ပြီ 640ဦးဒဏ်ရာရရှိခဲ့လို့အေအေကသတင်းထုတ်ပြန်ထားပါတယ်။2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကနေ2024ခုနှစ်မေလ17ရက်နေ့ထိတိုက်ပွဲ6လတာအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုလေကြောင်းကနေပစ်ခတ်မှုတို့ကြောင့်ရိုရင်ဂျာတွေအပါအဝင်ရခိုင်ပြည်သူ268ဦးသေဆုံးခဲ့ရတာဖြစ်တယ်လို့လည်းအရခတက်တော် A ရဲ့ HDCO ရုံးကထုတ်ပြန်ထားပါတယ်။တေဆုံးသူတွေထဲမှာရခိုင်182ဦး၊မွတ်စလင်88ဦး မြို့တော်ဦးဗမာနဦးခုမင်းနဦးမရမာကြီးတဦးစုစုပေါင်း260ရှိဦးပါဝင်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကနေ2024ခုနှစ်မေလ17ရက်နေ့ထိတိုက်ပွဲ6လာတာအတွင်းမှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုလေကြောင်းပစ်ခတ်မှုတို့ကြောင့် မွတ်စလင်တွေအပါအဝင်ရခိုင်ပြည်သူ640ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းထုတ်ပြန်ထားပါဗျ။ဒဏ်ရာရှိသူတွေထဲမှာရခိုင်909ဦးမွတ်စလင်132ဦးဗရမကြီး10ဦးခုမီ6ဦးချော5ဦးမြို့2ဦးစုစုပေါင်း649ဦးပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။တေဆုံးသူတွေထဲမှာအမျိုးသမီး28ရခိုင်နှုန်းအမျိုးသား82ရခိုင်နှုန်းဖြစ်ပြီးဒဏ်ရာရှိသူတွေထဲမှာပေါ့အမျိုးသမီး53ရခိုင်နှုန်းနဲ့အမျိုးသား59ရခိုင်နှုန်းဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးတော့ရခိုင်မြောက်ပိုင်းရင်းနဲ့ပတ်သက်ပြီးအရက်ဘက်အဖွဲ့အစည်း195ဘွဲ့ရဲ့ထုတ်ပြန်ချက်အပေါ်ကိုအေအေရဲ့တုံ့ပြန်မှုဟာလက်နက်မဲ့အင်အားစုတွေကိုလက်နက်အင်အားတောင့်တင်းတဲ့အဖွဲ့ရဲ့ချင်းချောက်မှုလို့ရှုမြင်ကြောင်းဆရာနာရှင်စန့်ကျင်လူမှုလှုပ်ရှားမှုကော်မတီ AGMM ဘိုးကော်မတီဝင်ရဲဘော်ဝင်းင်းကရန်ကုန်ခေတ်သစ်တရင်နာကိုပြပြပါရတယ်။ အရက်ပတ်အဖွဲ့စည်း195ဘွယ်ရဲ့ထုတ်ပြန်ချက်ဟာလက်ရှိရခိုင်ပြည်နယ်မှာရခိုင်မျိုးသားဖွဲ့ချုပ်ရခိုင်တပ်တော်အနေနဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေပေါ်ကိုစုံစမ်းစစ်ဆေးမှုလူအဲ့ရင်အေးအေးမှုတွေကိုကြည်ကြဲပြတ်ပြတ်လှုပ်ဆောင်ရန်တိုက်တွန်းခြင်းဖြစ်တယ်လို့လည်း AGMM ကပြောပြပါဗျာ တရားမျှတမှုနဲ့အမှန်တရားပေါ်ထွန်းလာစေအတွက် UDP ဒီမိုကရေစီကိုယဉ်ကျေးစွာကျင့်သုံးပြီးတော်လဲအင်အားစုချင်းအပြုသဘောဆောင်တိုက်တွန်းခြင်းဖြစ်တယ်လို့လည်း AJMMC ကသိရှိရပါတယ်။ AJMM ဟာကျောင်းသားလှုပ်ရှားမှုအရက်ပဲလှုပ်ရှားမှုတွေကို2021ခုနှစ်ဆရာနာသိမ်းမှုမတိုင်မီနှစ်တရားစတင်ပြီးရခိုင်တော်လှန်ရေးကိုအားပေးထောက်ခံခဲ့ကြသူတွေဖြစ်ပြီးရခိုင်တော်လှန်ရေးကိုအောင်ပွဲရတဲ့အထိဒီမိုကရေစီနဲ့လူရပိုင်ခွင့်စံနှုန်းတွေပေါ်ခြေခံပြီးဆက်လက်ဝန်းရံတော့မှာဖြစ်တယ်လို့လည်း AJMM MM ကကြေညာထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီက online ငွေလိမ်လည်တဲ့တရုတ်ကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်နွယ်နေမှုနဲ့ဖမ်းဆီးထောင်ချအရေးယူလိုက်တဲ့ကာကွယ်ဒုဝန်ကြီးဗိုလ်ချုပ်အောင်လင်းထွန်းရဲ့နေရာမှာဒုတိယတပ်မတော်လေ့ကျင့်ရာရှိချုပ်ဗိုလ်ချုပ်ကိုလေးကိုအစာထိုးခန့်လိုက်တယ်လို့စစ်ကောင်စီကမနစ်ညကသတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ကာကွယ်ဒုဝန်ကြီးဗိုလ်ချုပ်အောင်လင်းထွန်းကိုမတ်လ25ရက်နေ့မှာစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ပြီး ကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးခုံရုံးဖွဲ့စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက်မှာမေလစမတ်မှာဗိုလ်ချုပ်အောင်လင်းတွန်းကိုစစ်ခုံရုံးနဲ့ထောင်တန်းနှစ်ရှည်တွေချမှတ်တာပိုင်ဆိုင်မှုတွေကိုပိတ်သိမ်းတာတွေကိုစစ်တပ်ကလှုပ်ဆောင်ခဲ့လို့လည်းသိရှိရပါတယ်။ကြားဖြတ်လုပ်ငန်းနဲ့အရေးယူခံခဲ့ရတဲ့ဗိုလ်ချုပ်အောင်လင်းတွန်းဟာ ိုးကပ်လုပ်ငန်းတွေနဲ့အလွန်ရင်းနှီးခဲ့ပြီးလောက်ကင်မှာတာဝန်ထမ်းဆောင်ခဲ့ဖို့သူလည်းဖြစ်ပါတယ်။အမတ်လေးစစ်စစ်ရေးကိုကဲမှုဌာနချုပ်မှုဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီးစစ်တရက်သူအပတ်စဉ်33ကြောင်းစင်ဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။